遅れてすみませんどうしたんですかざっと腕バスが遅れてしまったんです交差点で事故があったらしいですそれは応変ですねささじまがろ遅れてどういう意味がなおちゃとあれえとえちゃんぽのすみませんあなばれたうんばれるぴょジナポのえりかじゃろなおちゃとあろあなばれたうめんばれるぴょじんジャパンルがろ遅れてすみません。 ဘယ်လိုပြောရမလဲနောက်တစ်ခါတော့ပြောကြည့်ရအောင်အိုခူရတဲ့ဆူမီမာဆန်အဲ့တော့နောက်ကျသွားတဲ့အတွက်ကြောင့်တောင်းပန်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်အဲ့ဒီချိန်မှာတစ်ဖက်လူကဗာပြန်ပြောလဲဆိုတော့ဒိုးရဲ့အဓိပ္ပာယ်ကဘလို့ရှိတရဲ့အနောက်မှာ on the sky လေးထည့်ထားပါတယ်နော် on the sky ကတော့ f4 မှာသင်ရတဲ့ grammar pattern လေးပါတစ်ဖက်လူကို က်လားလို့ကိုဖန်းပေါ့နော်ဘလို့ဖြစ်တာလဲလို့ပြန်လဲအတီးပြုတ်မေးမြန်းတဲ့အခါမှာအတုံးပြုတ်တဲ့အတုံးလုံးလေးဖြစ်ပါတယ်နော်အဲ့ဒီတော့ရှိလေးရဲ့တလေးရဲ့တလေးရဲ့ဘေးနားမှာ only ရှိရ only ကို an အနည်းနဲ့တုံလိုက်တော့ t a n tan အနောက်က the scar တို့ကဘလို့ရှိတန်း the scar ဘလို့ဖြစ်ခဲ့တာလဲလို့မေးမြန်းလိုက်တာပေါ့နော်နောက်တစ်ခါတော့ဖတ်ကြည့်ရအောင် those stand the scar နောက်တစ်ခါတော့ဖတ်ကြည့်ရအောင် those stand the sky ဘလို့ဖြစ်တာလဲလို့ပြီးမြင်လိုက်တာပေါ့နော်ဇတိုးရဲ့အဓိပ္ပာယ်ကတော့ကားပိတ်ချင်းယင်ပိတ်ချင်းဆိုတဲ့အဓိပ္ပာယ်ကို သုံးတာဖြစ်ပါတယ်နော်အဲ့ဒီတော့ဇတိုးတဲ့ကားပိတ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဘာစုကဘတ်စကာကအုတ်ခူတဲ့တဲ့ရှိမတန်ဒက်စကားပိတ်သွားလို့ပါလို့ရေးထားတာပါအဲ့ဒီတော့အုတ်ခူရဲမတ်စကနောက်ကြတယ် 遅れてしまったんです。နောက်ဆုံးပိတ်မှာ on this လေးနဲ့ဆုံးထားတယ်။ on this ကလည်း and for မှာသင်ရတဲ့ grammar ပတ္တန်ပါပဲเนาะ။ on this ရဲ့အဓိပ္ပာယ်ကတော့ကြောက်ပါလို့ပါဆိုတဲ့အကြောင်းပြချက်ကို ပြောတဲ့အခါမှာ အသုံးပြတာပေါ့နော်အဲ့ဒီတော့ဘာကြောင့်နှုတ်ကြရတာလဲဆိုတော့ဇတိုတဲ့ကားပိတ်နေတဲ့အတွက်ကြောင့်ဘတ်စုကဘတ်ကားက အခုရတဲ့ရှီမတန်ဒက်စ်အဲ့တော့ကားတွေပိတ်နေတယ်လမ်းတွေပိတ်နေတဲ့အတွက်ကြောင့်ဘတ်စ်ကားကနှောက်ကြမှရောက်လာတယ်ဆက်ပြီးပြောပြသွားတာကတော့ခိုးစတန်တဲ့လမ်းစုံမှာဂျီခိုက မတော်တဆမှုရေမတော်တဆမှုပါပေါ့နော်အတရာရှိတဲ့ဖြစ်ခဲ့တဲ့ပုံပါပဲတဲ့အမှအတဆိုတဲ့စကားလုံးလေးကတော့ အရီမတ်စ်ကလာတာပါရှိသည်ဆိုတဲ့အဓိပ္ပာယ်လည်းပါသလိုဖြစ်သည်ဆိုပြီးတော့လည်းဘာသာပြန်လို့ရပါတယ်ဒီနေရာမှာကတော့ဖြစ်ခဲ့တဲ့ rashidas ပုံပေါ်တယ်လို့ရေးထားတာဖြစ်ပါတယ်သူရေးထားတဲ့အတုံးလုံးလေးကတော့ခိုးစတန်တဲ့လမ်းစုံမှာဂျီခိုက မတော်တဆမှုကအတ္တဖြစ်ခဲ့တဲ့ ရာရှိဒက်စ်ပုံပေါ်တယ်အဲ့တော့မတော်တဆမှုများဖြစ်ခဲ့တာလားမသိဘူးအိုင်နာမှာလမ်းအရန်ပိတ်နေတယ်အဲ့ဒီလိုကြားရတယ်ဆိုတဲ့အသေးပဲမျိုးလေးပေါ့နော်အဲ့ဒါဆိုရင်အစဆုံးလေးပြန်ဖတ်ကြည့်ရအောင်စဒိုတဲ့ဘာစုကအိုခူရက်တဲ့ရှီမတန်ဒက်စ်ခိုစာတန်တဲ့ဂျီခိုကအတာရာရှိဒက်စ်အဒီလိုမျိုးအเจ้าရင်းကိုရှင်းပြတဲ့အခါမှာတဖက်လူက ဆိုတယ်ကအဲ့ဒါကတိုင်ဟန်ဒက်စ်နဲ့တိုင်ဟန်ကတော့သူကအဓိပ္ပာယ်ကြီးအများကြီးရှိတယ်ပေါ့နော်ဒီနေရာမှာကတော့ဒုက္ခဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ဘာသာပြန်မှာပေါ့နော်ဒက်စ်နဲ့ကတော့ဖြစ်တယ်နော်ပြောချင်တာကတော့အဲ့ဒါက ဒုက္ခပါပဲเนาะမတော်တဆမှုဖြစ်တယ်ဆိုတာကောင်းတဲ့ကိစ္စရဲ့မှာမဟုတ်တာเนาะအဲ့ဒီအတွက်ကြောင့်ဖြစ်တယ်ဆိုတဲ့ကိစ္စရဲ့ကိုကဒုက္ခပါမယ်တော့မကောင်းဘူးဆိုတဲ့အထိပယ်ကိုဖော်ညွှန်းနေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်တစ်ဖက်လူပြန်ပြောတဲ့စကားလေးကိုပြန်ပြီးတော့နောက်တစ်ခေါက်လောက်ဖတ်ကြည့်ရအောင်ဆိုတယ်ကတိုင်းဟန်ဒက်စနေလို့တုံးသွားတာဖြစ်ပါတယ်အဲ့ဒီတော့တုံးသွားတဲ့အတုံးလုံးလေးတွေကို ပြောပြသွားတာမို့လို့ ခုနကခိုင်းဝါပေါ့နော်စကက်ပြောလေးကိုနောက်တစ်ခေါက်လောက်ထပ်ပြီးတော့နားထောင်ကြည့်ပါနားထောင်ပြီးတော့ကိုကိုတိုင်းလဲလေ့ကျင့်လို့ရတဲ့အပြည့်လုပ်ငန်းခွင်ကျောင်းမှာပဲဖြစ်ဖြစ်ပေါ့နော်တုံတုံပြီးတော့လေ့ကျင့်လို့ရပါတယ်နော်